ာညချမ်းလေးပါရှင်မြို့တော်ရဲ့ဧပြီလ26ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလဲ့လဲ့ထွန်းမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့တန်ကြကကားနှစ်စီးတိုက်ခိုက်ခံရပြီးစစ်ကြောင်းမှုအဆင့်ရှိသူအပါအဝင်၉ဦးသေဆုံးက၁၀ထပ်မံနဲ့ထိခိုက်ဒဏ်ရာရတဲ့သတင်းတိုက်ပွဲတွေကြောင်းမြို့ပေါ်ကနေကြီးရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ရန်တမ်းပစ်ခတ်နေလို့ကြီးရွာပေါင်း20ကျော်ဆစ်ပေးရှောင်နေကြရတဲ့တဲ့ စစ်ကောင်စီဂိတ်စခန်းပိတ်ခတ်ခံရပြီးစစ်ကောင်စီတပ်သားနဲ့ပြူရှင်ဦးသိဆုံးတဲ့တဲ့ရင်။နောက်ကျိုးစခန်းပြန်ရရဲ့အစွမ်းကုန်ကျူးစားနေပြီးကပ္ပဆ6နဲ့ကိုကစစ်လက်နက်တွေပူဆောင်နေတဲ့တဲ့ရင်။ပြည်ရအဖွဲ့ဝင်32ဦးဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်လာကြောင်းစစ်ကောင်စီဝါဒဖြန့်နေတဲ့တွင်ရေကင်းစခန်းတိုက်ခိုက်ခံရပြီးရဲတပ်ကျအစီရင်၃ဘန်းတအူဖမ်းဆီးရမိတဲ့အပြင် လက်နက်ခဲရန်ကားတစီးနဲ့ဆိုင်ကယ်တွေပါတင်စီရမိတဲ့တွင်စစ်ကောင်စီစစ်ကြောင်းအတွက်ကျေးရွာတွေကိုထမင်းတုပ်အတိအကျပ်ပုတ်ခိုင်းနေပြီးပြည်သူတွေကရိတ်ခထောက်ပံ့နေတယ်လို့ဝါဒဖြန့်နေတဲ့တွင်အီဒွန်၂၆ဦးပြစ်ခတ်ခံခဲ့ရတဲ့ကက်ရှမီးယားဒေသကိုအိန္ဒိယကြီးတဲ့အကြီးအကဲသွားရောက်တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့တန်ကြက်ကကားနှစ်စီးတိုက်ခိုက်ခံရပြီးစစ်ကြောင်းမှုအဆင့်ရှိသူအပါအဝင်၉ဦးသေဆုံးက၁၀ဦးမှနေထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့နယ်မှာရွာရီဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ကျော်ပါစစ်ကောင်စီရဲ့တန်ကြက်ကကားနှစ်စီးကိုပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ24ရက်နေ့နဲ့25ရက်နေ့ကဆလင်းအနောက်ဘက်ဝမ်ပြည့်ကျေးရွာမှာ အောက်လိုင်းကျွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တန်ချက်ကာကနှစီကိုမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေရဲ့စိုးမိုးနယ်မြေအတွင်မဝင်ရောက်နိုင်စေဖို့ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်စစ်ကောင်စီကတန်ချက်ကာကနဲ့ပြစ်ခတ်ဝင်ရောက်လာပြီးမဟာမိတ်တပ်ဖွဲ့တွေနဲ့နှစ်နာရီအကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကမဟာမိတ်တပ်ဖွဲ့တွေဘက်မှလက်နက်ကြီး40မမဘုံဒီပြစ်ခတ်မှုကြောင့်စစ်ကောင်စီဘက်မှစစ်ကြောင်းမှုအဆင့်ရှိသူအပါအဝင်၉ဦးတိဆုံးခဲ့ပြီး၁၀ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုတပ်တွင်သတင်းရင်းမြစ်တွေထံကသိရှိရတယ်လို့ ဗမာတပ်တော်ဗမာအာမေရိကထုတ်ပြန်ထားပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာအဆိုပါစစ်ကြောင်းမှပါလာတဲ့တန်ချက်ကာကတစီကဝမ်ပြေရွာရေမြောင်းထဲကိုထွက်ကြသွားပြီးစစ်ကောင်စီဘက်မှဖောကားတွေနဲ့ပြန်ဆွဲတင်နေချိန်မှာဗဟာမိတ်တပ်ဖွဲ့တွေဘက်ကလက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်ခဲ့ရာစစ်ကောင်စီဘက်ကတေဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲကိုဗမာတပ်တော်နဲ့အတူတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ ဆလေးမျိုးနဲ့အတွင်စစ်ကောင်စီဘက်မှအင်အားများစွာတုံ့ပြီးစိုးမိုးနယ်မြေအတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတာတွေကြောင့်ပြည်သူတွေအနေနဲ့လေရင်အနေနဲ့လက်နက်ကြီးအနေရတွေမရှိစေဖို့ဘုံခိုချင်းတွေတူထားဖို့နဲ့ပြည်သူကာကွယ်ရေးတပ်တွေရဲ့ညွှန်ကြားချက်တွေကိုလိုက်နာဆောင်ရွက်ကြဖို့ကိုလည်းအသိပေးထားပါတယ်။ဧပြီလ25ရက်နေ့မနက်ပိုင်းမှာအဆိုပါစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားခဲ့ပြီးထိတွေ့မှုဖြစ်စဉ်အတွေ့စစ်ကောင်စီဘက်ကပြစ်ခတ်မှုကြောင့်မဟာမိတ်တပ်ဖွဲ့ဘက်မှရဲဘော်တအူ40မမဘုံဒီဆထိမှန်ပြီး မဆိုးရိမ်ရာဒဏ်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲတွေကြောင့်မြို့ပေါ်ကနေကျေးရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ရန်တမ်းပစ်ခတ်နေပြီးကျေးရွာပေါင်း20ကျော်ဆစ်ပြေးရှောင်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုတိုင်မင်းလာမြို့နယ်မှာစစ်ကောင်စီကအင်အားဖြည့်ဖို့ကြုံရလူကိုဖမ်းဆီးခေါ်ဆောင်နေတဲ့အပြင်မင်းလာမြို့နယ်ကတိုက်ပွဲတွေကြောင့် မျိုးပေါ်ကနေခြေရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ရန်တမ်းပစ်ခတ်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရှိရပါတယ်။စိန်ကန့်လန့်ခြေရွာအခြေဆိုင်ခလာရတတရင်ကနေဧပြီလ24ရက်နေ့ကတယောကုန်းရွာနဲ့တဖမ်းပင်စိတ်ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရှိရပြီးတာကလေးခြေရွာကနေလည်းလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေလို့အနီးတစ်ဝိုက်ခြေရွာတွေကနေအိမ်တွေပျက်စီးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ခလာရတကပစ်တာစရောင်ရွာလေခွင်းနဲ့ကြတယ် တယောက်ကုန်းနဲ့တဖမ်းပင်ပတ်လဲပစ်တယ်။လဲခွင်းနေတဲ့ကြပြီးမပေါက်လို့တော်သေးတယ်။ရွာ၂၀ကျော်ရှောင်နေရတယ်လို့ဒေသခံတဝူကမြို့တော်ကို ပြောပါတယ်။စစ်ကောင်စီကမင်းလာမြို့နယ်ထဲမှာစစ်အင်အားဖြစ်တင်းဖို့လဲစစ်မှုထမ်းအတွက်ကြုံရလူကိုဖမ်းဆီးနေပြီးအသက်အပိုင်းချလဲမရှိဘူးလို့ဒေသခံတွေကပြောဆိုထားပါတယ်။မင်းလာမြို့အဝင်မှာတယောက်အဖမ်းခံရတယ်။ဖုံးဝယ်ရောက်လုတဲ့သူလို့ပြောတယ်ခောက်ဝါပါပဲ။တယောက်ကတော့ဈေးထဲကကုန်ထမ်းနေသူဈေးထဲဝင်ဆွဲသွားတာ။ မိဘကိုလှုပ်ကျွေးနေတဲ့သူဆိုတော့သူ့မိဘဒုက္ခရောက်တာပေါ့လို့နောက်ထပ်ဒေတာခန်တူကမြို့တော်ကိုပြောပါရယ်စစ်ကောင်စီကမင်းလားမြို့ပေါ်နဲ့ရွာတွေကိုစစ်မှုထမ်းအတွက်နေအိမ်တွေကိုအတေအဓမ္မပေါ်တာဝင်ဆွဲနေလို့လူငယ်တွေတန်းရှောင်နေကြရပြီးကြီးရွာတွေကိုလည်းလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေလို့ကြီးရွာ20ကျော်စစ်ပေးရှောင်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင် တတိယသတင်းတော့အနေနဲ့စစ်ကောင်စီဂိတ်စခန်းပြစ်ခတ်ခံရပြီးစစ်ကောင်စီတပ်သားနဲ့ပြည်ရှိဦးတိတ်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမင်းမှုခရိုင်14မြို့နယ်မှာဧပြီလ26ရက်နေ့ဒီကနေ့မနက်9နာရီဝန်းကျင်ခန့်ကစစ်ကောင်စီဂိတ်စခန်းကိုဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ရင်းနှီးသားကော်လန်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။14မြို့အနောက်ဘက်အထက်ဝက်သေးကန်အနီးရှမ်းရွာကုန်းနဲ့စင်ကြုံကြားရှိစစ်ကောင်စီဂိတ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြစ်ခတ်မှုအတွင်စစ်ကောင်စီဘက်မှတပ်သားနဲ့ပြူရှိဦးသေဆုံးကအထိအခိုက်များပြီးမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကပြစ်ခတ်နေစဉ်အတွင်ကံပြားစခန်းမှစစ်ကူလာတာကြောင့်တော်လရေးတပ်ဖွဲ့တွေဘက်ကအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ရင်းနှသာကော်လန်ကထုတ်ပြန်ထားပါတယ်။အဆိုပါပြစ်ခတ်ခံရတဲ့စစ်ကောင်စီဂိတ်စခန်းမှာကစစ်ကောင်စီတပ်သားတွေနဲ့ပြူတွေကတောက်စားနေကြတာတွေရှိတယ်လို့လမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးဖမ်းဆီးတာတွေငွေညှစ်တောင်းခံတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ မနက်အစောပိုင်းကစပြီးလက်နက်ကြီးတန်းတွေနဲ့တိုက်ပွဲဆဖြစ်နေတာပါအဲ့ဒီစစ်ကောင်စီဂိတ်စခန်းကစင်ကြုံနဲ့ဆဲရွာကုန်းကြဖြစ်ပြီးဆဲရွာကုန်းပန်းနဲ့တော့ပုံနေတယ်တိုက်ပွဲဖြစ်တော့ဤတဲ့ဝင်းချင်းကပြည်သူတွေကတော့အိမ်ထဲမှာဝင်နေကြတယ်တချို့ပြည်သူတွေကလွတ်ရပြေးကြတယ်ညူနာအထိလက်နက်တန်တွေစူညံနေတာပေါ့အခုတော့စကားဆတွေချေရှုံနေတယ်တိုက်ပွဲဖြစ်ပြီးမကြဘူးစစ်ကားတွေရောက်လာတာ ရွာတွေကလူတွေလည်းကြောက်လန့်ပြီးရှောင်နေကြပြီလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပကပရွေလျားစစ်ကြောင်းရင်းနသာကော်လန်နဲ့မိမှုခရိုင်အမှန်ငါတပ်ရင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့နဲ့25ရက်နေ့ကလည်းစလီအနောက်ဘက်ဝမ်ပြည့်ကြီးရွာမှာအောက်လိုင်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့တန်ချက်ကာကာနှစ်စီးကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှုအဆင့်ရှိသူအပါအဝင်၉ဦးသေဆုံးက၁၀ထပ်မံတန်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညောင်ကျိုးစခန်းပြန်ရရဲ့အစွမ်းကုန်စူးစမ်းနေပြီးကပ္ပစ6နဲ့9ကဆစ်လက်နက်တွေပို့ဆောင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်ပထောင်မြို့နယ်တဲကအရခတ်တတော် AA တင်ပိုက်ထားတဲ့ညောင်ကျိုးစခန်းကိုစစ်ကောင်စီကပြန်လည်တင်ပိုက်ဖို့စူးစမ်းနေပြီး ကပ္ပစ6နဲ့9ကဆစ်လက်နက်တွေပို့ဆောင်နေတယ်လို့ဒေသခံတွေပြောဆိုချက်တွေအရသိရှိရပါတယ်။ဧပြီလ2ရက်နေ့ကအရခတတော် A ကညောင်ကျိုးစခန်းကိုတင်ပိုက်ပြီးနောက်စစ်ကောင်စီတပ်ကပြန်လည်ရရှိဖို့တပ်ရင်အားဖြစ်တင်ပြီးထိုးစစ်ပြန်လည်စတင်နေတာလို့သိရှိရပါတယ်။ကပ္ပစ6နဲ့9ကရိခါနဲ့ပစ္စည်းကားတွေပို့တယ်။ခြေလင်တပ်တွေရောပဲဘယ်ကတော့မသိဘူး။စစ်မှုထမ်းစစ်သားလေးတွေရောပဲတွေ့တယ်။ဘယ်ကလာကြတယ်တော့မသိဘူး။ ဟိုရက်ကလည်းလူနာတင်ကားတွေဆင်းသွားတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ဒါအပြင်စစ်ကောင်စီကအင်အားဖြည့်တင်းဖို့နဲ့ရိခပို့ဖို့အုတ်ရှိပင်လမ်းစုံမှာကုန်ကားတွေနဲ့လူငယ်တွေကိုရွေပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့လည်းသိရှိရပါတယ်။လမ်းစုံမှာမကြမကြထွက်ဆွဲတာ အခုအစွဲခံရတဲ့ကားတွေကကပ္ပဆာ16ညောင်ချီတော့တက်ကိုပစ္စည်းတွေပို့ပေးရမှာပြောတယ်။ကပ္ပဆာတွေကိုအသွားအပြန်ရိခပို့ပေးရတာမျိုးတချို့ကားတွေကို၃ရက်လောက်ခေါ်ပြီးပစ္စည်းပို့ခိုင်းတယ်လို့ အုတ်ရှိပင်မြို့ဒေသခံတအူးကမြို့တော်ကို ပြောပါရယ်စီကောင်စီကညောင်ကျိုးစခန်းပြန်ရရေးအတွက်မြေပြင်သာမကလေဆောင်ကပါအပြင်းအထန်တိုက်ခိုက်နေတယ်လို့သိရှိရပြီးအုတ်ရှိပင်မြို့ကဒေသခံတွေကထမင်းနဲ့စားတောက်ရိတ်ခါကိုတာဝန်ယူရတယ်လို့ဒေသတွင်သတင်းမီဒီယာထံကစုံစမ်းသိရှိရပါရယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ PDF အဖွဲ့ဝင်32ဦးဥပဒေပေါ်တွင်ပြန်လည်ဝင်ရောက်လာကြောင်းစီကောင်စီကဝါရဖြန့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ပီရီယာအဖွဲ့ဝင်32ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါ်အတွင်ပြန်လည်ဝင်ရောက်လာတာကြောင့်မိဘအုပ်ထိန်သူများထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းစစ်ကောင်စီကဝါဒဖြန့်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလွှဲအပ်မှုကိုမနေ့ကဧပြီလ25ရက်နေ့ကစစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ဖော်ပြခဲ့ကြပြီးမန္တလေးတိုင်းအောင်မြေသာဇံမြို့နယ်ပြည်ကြီးတကူမြို့နယ်အမရပူရာမြို့နယ်မဟာအောင်မြေမြို့နယ်ချိုင်အေတာဆန်မြို့နယ်စင်ကူးမြို့နယ်တရတ်ဦးမြို့နယ် မိုးကုံမြို့နယ်၊ရန်ကုန်တိုင်းတောင်တကုံမြို့နယ်၊ကြီးမြင့်နိုင်မြို့နယ်၊တင်ကန်းချိုးမြို့နယ်၊စကိုင်းတိုင်း၊စကိုင်းမြို့၊မုံရွာမြို့၊ချမ်းပြည်နယ်မြောက်ပိုင်း၊မပိန်းမြို့နယ်၊နောင်ချိုမြို့နယ်နဲ့ချမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နယ်တို့က PDF အဖွဲ့ဝင်အမျိုးသား30ဦးနဲ့အမျိုးသမီး2ဦးတို့ဖြစ်တယ်လို့ဖော်ပြချက်အရသိရှိရပါတယ်။ PDF တပ်ဖွဲ့ဝင်တွေနဲ့အတူပါရှိလာတဲ့ Type 81အမျိုးအစားတပ်နက်5လက်၊ GA 73ခု ကြည900တောင်းနဲ့လက်ပစ်ပုံ၅လုံးတို့ကိုစစ်ကောင်စီထံကိုအပ်နှံခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီဘက်ကတနက်တက်လက်ကိုစုချင်းငွေ350နှုန်းနဲ့တနက်၅လက်အတွက်စုချင်းငွေ7350လက်ပစ်ပုံ၅လုံးအတွက်7300နဲ့တနက်မပါဘဲပြန်လည်ဝင်ရောက်လာသူတွေအတွက်340ပေးခဲ့တယ်လို့သိရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့စီရီယံဗိုလ်မှူးဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ PDF အစစ်တွေပါရင်တော့နည်းနည်းပဲပါလိမ့်မယ်ထင်တယ်။ တပ်ထဲကမိခိုတွေကိုမတ်စတက်ခိုင်းပြီးဘာရဖျက်သတင်းထုတ်ဖို့မှတ်တမ်းတပ်ပုံရိုက်တာကများမေထင်ပါတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီကထောက်ပံ့ကြေးပေးပြီးတဲ့နောက်မှာ PDL လို့ဖော်ပြထားတဲ့သူတွေကိုဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထိန်းသူများထံကို လွှဲပြောင်းပေးရခဲ့ကြောင်းစစ်ကောင်စီဝါရဖျက်မီဒီယာတွေကဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတော်အနေနဲ့ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးရဲတပ်ချက်အဆင့်၃မှန်းတအူဖမ်းဆီးရမိတဲ့အပြင် လက်နက်ခဲရန်ကားတစီးနဲ့စိုက်ကဲတွေကိုပါတိတ်စီရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်ကမ္မမြို့နယ်မှာဧပြီလ25ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကရင်းနသာရဲကိန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တရက်ခရိုင်အမတ်လေးတရင်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ကမ္မမြို့နယ်တရက်ကမ္မပြည်ကားလမ်းဘေးကပ္ပဆစနစ်နဲ့73မိုင်အကွာရင်းနသာကျေးရွာရှိစခန်းမှုမြက်သွင်အောင်ဦးဆောင်နေတယ်။ ရင်းနသာရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဘက်ကအနေငယ်သာပြန်လည်ပြစ်ခတ်နိုင်ခဲ့ပြီးလက်နက်ချအညံ့ခံမဲဆိုတာကြောင့်တော်လိုက်တပ်ဖွဲ့တွေဘက်ကအပြစ်ရက်ပေးချိန်မှာစကံမှုအပါအဝင်ရဲတွေအလုံးကလက်နက်တွေယူဆောင်ပြီးထွက်ပြေးသွားကြတယ်လို့တရက်ခရိုင် MLA တပ်ရင်းရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။တော်လိုက်တပ်ဖွဲ့တွေကရဲစခန်းထဲဝင်ရောက်ရှင်းလျာမှာရဲတပ်ချက်အစစ်တုံမှန်တအူးကိုဖမ်းဆီးရမိခဲ့ပြီး ជីတရီတလက်ជីတရီជីပေါက်၃ခုជីမျိုးစုံတစ်ထောင်ကျော်ကာတစီဆိုင်ကယ်လေးစီးတို့နဲ့ဆစ်အသုံးဆောင်ပစ္စည်းတချို့ကိုတိတ်စီကရဲစခန်းကိုမိရှုပြချခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကအထီးအခိုင်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတပ်ရင်းမှတပ်ခွဲတင်းနဲ့တပ်ခွဲနှစ်တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကလည်း မင်းနှုံမြို့နယ်ကမနိုင်ကျေးရွာမှတစီမြောက်ပြင်ကျေးရွာဖုန်ကြီးကျောင်းအတွင်ကိုစစ်ကြောင်းထိုးဝေရောက်တပ်ဆွဲထားတဲ့စစ်ကောက်စီအင်အား80ခန့်ပါစစ်ကြောင်းကို ဖေဖော်ဝါရီလ19ရက်နေ့မှာတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောက်စီဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးတော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတအူးမှပြင်းထန်ဒဏ်ရာနဲ့သိမ်းဆုံးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ ောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကောင်စီစစ်ကြောင်းအတွက်ကြေးရွာတွေကိုထမင်းတို့အတင်းအကျပ်ပိုခိုင်းနေပြီးပြည်သူတွေကရိတ်ခါထောက်ပံ့တယ်လို့ဝါရဖြန့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AOD တိုင်း၄မျက်နှာမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီစစ်ကြောင်းရိတ်ခါအတွက်ကြေးရွာတွေကိုအလဲကျထမင်းတို့ပိုခိုင်းနေတယ်လို့ဒေသတွင်းသတင်းမြစ်တီထံကစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့က၄မျက်နှာမြို့အနီးကစီဆုံကုန်းရွာမှာစစ်တပ်စခန်းချက ပန်းတော်ကြီးတရက်ကုန်မြို့ကုန်းကြီးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရှိရပြီးအဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစားဖို့ထမင်းတုပ်ကိုလေးမျက်နှာမြို့နယ်ကရွာတွေကတာဝန်ယူချက်ပုတ်ပေးနေရတယ်လို့ပြောပါတယ်။ရွှေဘုံသာကြီးရွာကညင်တောင်ရွာတွေမှာတအိမ်9000လုံးကောက်ပြီးထမင်းပို့တယ်။တချို့ရွာတွေမှာတအုပ်စုကို ထမင်းတုပ်900စီထုတ်ပို့ရတယ်။မပို့ရင်ဖမ်းမယ်စီးမယ်လုပ်နေလို့ပို့နေရတယ်လို့ဒေသခံတအုပ်ကမြို့တော်ကိုပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာကြေးရွာတွေကဆစ်ချောင်းလာနေတဲ့ပြည်သူတွေလည်းစစ်ကောင်စီအတွက်ထမင်းတို့ပို့ပေးရပြီးအဲ့ဒီဆစ်ချောင်းတွေကအိမ်ငါးကစစ်မှုထမ်းစီရင်နဲ့စစ်ကောင်စီအတွက် ထမင်းတို့ပါပို့ပေးနေရလားလို့ဒေသခံတွေကပြောပါတယ်ထမင်းထုတ်ဖို့လည်းလာစင်ထည့်ရတယ်စစ်မှုထမ်းစီဆိုလည်းထည့်ရတယ်အိမ်ငါးကနဲ့စားစရိတ်မပါဘူးသူတို့လုံးသမျှခံနေရတာမထည့်ရင်လည်းလူကိုဆွဲပြီးလူငယ်ရှိရင်စစ်သေးဖမ်းထည့်တယ်ထမင်းတို့မပို့တဲ့အိမ်ဆိုအကြမ်းဖက်ဆိုပြီး ရွာလူကြီးနဲ့ပြူတွေကဆဲဆိုပြီးရိုက်တာလို့လေးမျက်နှာမြို့နယ်တွေကကြေးရွာတရွာကဒေသခံတဝူးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီရဲ့ Telegram Channel တွေမှာတော့လေးမျက်နှာတိုက်ပွဲတွေအတွက်ပြည်သူတွေကစားနပ်ရိက္ခာထောက်ပံ့ပေးနေတယ်လို့သတင်းအမှားဖြန့်ဝေကဝါဒဖြန့်နေကြပြီးမြေပြင်မှာတော့ပြည်သူတွေကိုအတိတ်အကျပိုခိုင်းနေတာဖြစ်တယ်လို့သိရှိရပါတယ်ရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့ခရီးသွား26ဦးပြစ်ခတ်ခံခဲ့ရတဲ့ကက်ရှမီးယားဒေသကိုအိန္ဒိယကြီးတဲ့အကြီးအကဲတွားရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကက်ရှမီးယားဒေသမှာဧပြီလ22ရက်နေ့ကခရီးသွားတွေကိုစစ်သွေးကြွတွေကပြစ်ခတ်ခဲ့လို့တင်ဆောင်ခဲ့ရတဲ့အခင်းဖြစ်ပွားရာနေရာကိုအိန္ဒိယကြီးတဲ့အကြီးအကဲဗိုလ်ချုပ်ကြီးဥပန္ဒရာဒွီဝေဒီကတွားရောက်ခဲ့တယ်လို့အိန္ဒိယစစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။အိန္ဒိယကြီးတဲ့အကြီးအကဲတွားရောက်ချိန်မှာ လုံခြုံရေးဆိုင်ရာအစီအမံတွေကိုပြန်လည်တုံ့တက်မှုပြုလုပ်ခဲ့တယ်လို့သိရှိရပြီးတိုက်ခိုက်မှုကြောင့်ကာလကြာရှည်ပြိုင်ဘက်ဖြစ်တဲ့ပါကစ္စတန်နဲ့တင်းမာမှုအသစ်တွေဖြစ်လာမှာကိုကက်ရှမီးယားဒေသခံတွေကစိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာကက်ရှမီးယားကပါဟေဂန်ဒေသအပန်းဖြေစခန်းတစ်ခုမှာစစ်သွေးကြွတွေကခရီးသွား26ဦးကိုပြစ်ခတ်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုမှာပါကစ္စတန်နဲ့ဆက်နွယ်နေတယ်လို့အိန္ဒိယကပြောကြားထားပါတယ်။ ိကက်ခရရသူတွေထဲမှာအိန္ဒိယနိုင်ငံသားခရီးသွား24ဦး၊နီပေါနိုင်ငံသား2ဦးနဲ့ဒေသခံအဲလဲညွန်2ဦးတို့ဖြစ်တယ်လို့သိရှိရပါတယ်။ပါကစ္စတန်ဘက်ကတော့လုံးဝပတ်သက်ဆန့်ရွယ်ခြင်းမရှိဘူးလို့ညှင်းဆိုထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်နှစ်နိုင်ငံဟာတစ်ဖက်နဲ့တစ်ဖက်စန့်ကျင်တဲ့လှုပ်ဆောင်ချက်တွေကိုပြုလုပ်နေကြပြီးအိန္ဒိယကမြစ်ရေခွဲဝေတုံးဆွဲရေးစာချုပ်ကိုရပ်ဆိုင်းခဲ့တယ်လို့ပါကစ္စတန်ဘက်ကလည်းအိန္ဒိယလေကြောင်းလိုင်းတွေကိုသူတို့ရဲ့ဝေဟင်ပိုင်နက်အသုံးပြုခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။ ကရှမီးယားမှာတိုက်ခိုက်မှုကျူးလွန်ခဲ့သူတွေကိုရေစုံမြေစုံလိုက်ရှာမယ်လို့ဧပြီလ24ရက်နေ့ကအိန္ဒိယဝန်ကြီးချုပ်နာရီနာရာမိုရီကကတိပြုခဲ့ပြီးနောက်တနေ့မှာကြီးတက်အကြီးအကဲရဲ့ခရီးစဉ်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။မျိုးရော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီး ဆရာနာရှိစနစ်ကျိုးလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးအသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။